မင်္ဂလာပါခင်ဗျရေကုန်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အချက်ဖတ်စစ်တရဲ့လိမ့်လဲဝါရဖြန့်စကားဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်နဲ့ပအဝင်ထားတဲ့တိုးဆောင်တွေကိုဝေဖန်ရင်ပြင်းပြင်းထန်ထန်အရေးယူမယ်လို့အချက်ဖတ်စစ်တပြောခွင့်ရဇော်မင်းထွန်းကချင်းချောက်ပြောဆိုပြီးတော့နာမည်ကြီးဒရိုက်တာမိုက်တီအပါဝင်အမှုပညာရှင်၃ဦးကိုစစ်တပ်ကဖမ်းဆီးလိုက်ပါတယ် ချင်းပြည်နယ်ခေါင်းလန်းဖူးမြို့နယ်ကအချက်ဖက်စစ်တဲ့လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို GIA ပူပေါင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်ပြီးဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပြပါမယ်အခုပြမဆုံးတင်ဆက်ပေးခြင်းတဲ့တရင်ကတော့အကျက်ဖက်စစ်တပ်ရဲ့လိန်လေဝါရဖြန့်စကားဖြစ်တဲ့ခေတ္တမိုင်းကိုဒုံဆိုင်မဲ့သူများဇလတ်နဲ့ပါဝင်ထားတဲ့တရုတ်ဆောင်တွေကိုဝေဖန်ရင်းပြင်းပြင်းထန်ထန်အရေးယူမယ်လို့အကျက်ဖက်စစ်တပ်ပြောခွင့်ရဇော်မင်းတွန်းကချင်းချောက်ပြောဆိုပြီးတော့ နမကြီးဒရိုက်တာမိုက်တီအပါဝင်နုပညာရှင်၃ဦးကိုစစ်တပ်ကဖမ်းဆီးလိုက်ပါတယ်။ဒါကတော့လက်ရှိစစ်တပ်ကလုံမဲ့ရွေးကောက်ပွဲအတွက်ဒေါ်လာရေးဘက်ကအပြစ်တင်အပုတ်ချပြောဆိုမှုတွေနဲ့မဟုတ်မမှန်ဝါဒဖြန့်ရိုက်ကူးထားတဲ့ခေတ္တမိုင်းကိုဒုံးဆိုင်မဲ့သူများဇလန်းနဲ့ပါဝင်ထားတဲ့တုတ်ဆောင်တွေကိုဝေဖန်မှုတွေမြင့်တက်နေတဲ့အချိန်အဲ့ဒီဇလန်းနဲ့ပါဝင်ထားတဲ့တုတ်ဆောင်တွေကိုဝေဖန်ရင်ပြင်းပြင်းထန်ထန်အရေးယူမယ်ဆိုပြီးအချက်ဖက်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကယမန်နေ့ကပဲထုတ်ပြန်ပြောဆိုချိန်ချောက်လာပါတယ် လက်ရှိမှာလည်းအဲ့ဒီစစ်တပ်ဝါဒပြန့်ဇလန်းဖြစ်တဲ့ခေတ္တပိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့ပါဝင်ထားတဲ့တရုတ်ဆောင်တွေကိုလူမှုကွန်ရက်ကနေဝေဖန်လို့ဆိုပြီးနာမည်ကြီးဒရိုက်တာမိုက်တီဇပုတ်တရုတ်ဆောင်ကျော်ဝင်းထွန်းနဲ့ဟာတာတရုတ်ဆောင်အုံတိုင်းဆိုသူတို့၃ဦးကိုအချက်ဖတ်စစ်တပ်ကအော်တိုဘာလ29ရက်နေ့ကပဲဖမ်းဆီးထားတယ်လို့အဂျမ်ဖတ်စစ်တပ်ပြောခွင့်ရဇော်မင်းထွန်းကိုယ်တိုင်ကပဲပြောဆိုလာပါတယ်အဲ့ဒီလိုဖမ်းဆီးခံရသူဒရိုက်တာမိုက်တီအပါဝင်၃ဦးကိုလက်ရှိအချက်ဖတ်စစ်တပ်က သူတို့လုံမဲ့ရွေးကောက်ပွဲအတူကြီးပျက်စီးအောင်နှောက်ရဟန်းထားတယ်ဆိုပြီးသူတို့စိတ်ကြိုက်ထုတ်ထားတဲ့ဥပဒေနဲ့အရေးယူမယ်ဆိုပြီးတော့ပါအကြံဖက်စစ်တပ်ဘက်ကထုတ်ပြန်ထားပါသေးတယ်တစ်ဖက်မှာတော့အဲ့ဒီလိုစစ်တပ်ကလုံမဲ့အတူရောက်ရွေးကောက်ပွဲအတွက်ဒေါ်လာရင်းဘက်ကမဟုတ်မှန်အပြစ်တင်အပုတ်ချပြောဆိုမှုတွေပါဝင်ထားတဲ့ကစ်သမိုင်းကိုဒုံဆိုင်မဲ့သူများဇလန်းနဲ့ပါဝင်ထားတဲ့တုတ်ဆောင်တွေကိုပြည်သူတွေကြားမှာဝေဖန်မှုတွေမြင့်တက်နေပြီးလက်ရှိစစ်တပ်ဘက်ကနေလိုက်ပြီးတော့အညံစားဝါရဖြန့်အမှုပညာရှင်အမိကန်တွေက တကယ်တကယ်မြန်မာနိုင်ငံမှာစစ်တကစစ်ရာဇဝတ်မှုကျူးလွန်နေတာတွေနဲ့လူတို့ရဲ့အသက်အိုးအိမ်ကိုမိရှို့တပ်ဖြတ်နေတာတွေကိုမျက်ကွယ်ပြုပြီးတော့အကြမ်းဖက်ဆဲအုပ်စုဘက်ကနေအပိအားမြောက်လုပ်ပြီးကျူးလွန်ခံရတဲ့မြန်မာပြည်သူလူထုနဲ့နိုင်ငံတော်အပေါ်ပြည့်ရဲ့ပြုစော်ကားနေတာဖြစ်တဲ့အတွက်အဲ့ဒီစစ်တပ်ထောက်ခံတဲ့တရုတ်ဆောင်တွေရဲ့ social media အကောင့်တွေကြောင့်ညာရိုက်ကူးတဲ့ကုန်ပစ္စည်းတွေကိုအာမပေးဖို့ white collar နဲ့ social punishment ကိုပြင်းပြင်းထန်ထန်လူမှုရေးပြစ်ဒဏ်ခတ်ကြဖို့ကိုပါ စမ်းကြောင်းပင်မတပိတ်စစ်ကြောင်းကတိုက်တွန်းနှိုးဆော်ထားပါသေးတယ်ခင်ဗျာတဖက်မှာတော့ကချင်ပြည်နယ်ခေါလန်ပူမြို့နယ်ကအကြပ်ဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို GIA ပူပေါင်းတပ်တွေကတပ်မှန်သိမ်းပိုက်လိုက်ပြီလို့ GIA စစ်ရေးတရင်ရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်ဒါကတော့အော်တိုဘားလ28ရက်နေ့ကပဲကချင်ပြည်နယ်ခေါလန်ပူမြို့နယ်မှာရှိတဲ့မကောင်ဒန်းကျေးရွာဘက်ကအကြပ်ဖက်စစ်တပ်လက်အောက်ခံပြည်သူစစ်စခန်းနှစ်ခုကို GIA ပူပေါင်းတပ်တွေကအပိတ်သက်တိုက်ခိုက်သိမ်းပိုက်လိုက်တယ်ဆိုပါတယ် အဲ့ဒီစကန်သိမ့်တိုက်ပွဲအတွေ့စစ်တပ်ကထိခဲ့သေးဆုံးမှုတွေလည်းများထားသလိုသူတို့စကန်တွေကနေလက်နက်ခဲယမ်းတွေကိုလည်း GIA ပူပေါင်းတပ်တွေကသိမ်းဆီးရရှိထားတယ်လို့ GIA စီးရဲတရင်ရှင်မြင့်ကပြောထားပါတယ်အဲ့ဒီလို GIA ပူပေါင်းတပ်တွေသိမ်းပိုက်လိုက်တဲ့စစ်တလောက်ခံပြည်သူစစ်စကန်နှစ်ခုဟာလာဟီစင်တက်စကန်ဘက်ကနေစုခွာထွက်ပြေးသွားတဲ့စစ်သားတွေပါတွားရောက်အထိုင်ချထားတဲ့အမာခံစကန်တွေဖြစ်ပြီးအခုတော့အဲ့ဒီစကန်နှစ်ခုစလုံးကို GIA ပူပေါင်းတပ်တွေကထပ်မံသိမ်းပိုက်လိုက်ပြီးဖြစ်တယ်လို့ KIA စည်ရတဲ့ရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတဖက်မှာတော့မန္တလေးတိုင်းနှထုံးကြီးမြို့နယ်ကကန်ကြီးရွာအတွင်းအထိုင်ချတဆွဲထားတဲ့အချမ်းဖက်စစ်တပ်စခန်းကိုဒေါ်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခိုက်မှုအတွင်းစစ်တပ်ဘက်က၅ဦးကတော့အသေးသေးတိတ်ကုန်ကြပြန်သလိုသူတို့ရဲ့စစ်သားမသားအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုဂါးတွေပေါ်တင်ပြီးတော့မြို့ပေါ်ကိုအသေးအတန်တည်သွားကြတယ်လို့မြန်မြန်ခိုင်အမှတ်1 PDF တက်ရင်းရဲ့တာဝန်ရှိသူတို့ကရန်ကုန်ခေတ်တက်ကိုပြောပါတယ်ဒါကတော့ အော်တိုဘလ26ရက်နေ့ကပဲမြင်းကြံတထိုးကြီးလက်မိုင်းကအကျန့်ဖက်စစ်တပ်နဲ့ပြူစော့တီတွေအထိုင်ချတဆွဲထားရကန်ကျေရွာကတဆကန်ကူတော်လန်ရေးပူပေါင်းတပ်တွေကဝင်ရောက်တိုက်ခတ်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခတ်မှုအတွင်းစစ်တပ်က9ဦးကတော့အသီးသီးတိတ်ကုန်ကြပြီးအဲ့ဒီကသူတို့စစ်သားမတအလောင်းတွေနဲ့ဒဏ်ရာရတဲ့သူတွေကိုဂါရီပေါ်တင်ပြီးတော့မြို့ပေါ်ကိုအသည်အတန်တည်သွားကြတယ်လို့မြင်းကြံခိုင်အမှတ်1 PDF တက်ရင်းရဲ့တာဝန်ရှိသူတို့ကပြောထားပါလေအဲ့ဒီစစ်စင်ရေးတိုက်ခတ်မှုကို ညဉ့်ဉန်ခရိုင် MTPD ရဲ့တရင်နဲ့နထိုးကြီးမြို့နယ်ပကပအပွဲတွေပူးပေါင်းလှုပ်ဆောင်ခဲ့တာဖြစ်ပြီးတိုက်ပွဲဖြစ်ပွားပြီးနောက်မှာပဲအဲဒီစခန်းမှာရှိတဲ့အကြံဖတ်စစ်သားတွေဟာစိုင်းကယ်တွေနဲ့ကုန်းတာကြေးရွာဘက်ကိုထွက်ပြေးဆုတ်ခွာသွားကြတယ်လို့လည်းညဉ့်ဉန်ခရိုင် MTPD ရဲ့တရင်ရဲ့တာဝန်ရှိသူတွေကပြောထားပါတယ်ခင်ဗျာတဖက်မှာလည်းဘကိုးတိုင်းပေါင်းတယ်မြို့နယ်မှာရှိတဲ့ဝဲကြီးဆက်အကြံဖတ်စစ်တပ်စစ်ရေးကိကိုတော်လန်ရေးတပ်တွေကဖောက်ခွဲတိုက်ခိုက်မှုအတွေ့ စစ်တပ်ကတပ်ဖွဲ့ဝင်နှစ်ဦးကတော့အသေးသေးတိတ်ကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေထဲမှာစစ်တပ်သတင်းပေးလုံနေတဲ့အမျိုးသမီးတဦးလည်းပါသွားတယ်လို့ PDF 363တတရင်တာဝန်ခံရဲဘော်ရှဲတို့ကရေကုန်ခစ်တက်ကိုပြောပါတယ်ဒါကတော့အော်တိုဘလ28ရက်နေ့ကပဲပေါင်တယ်မြို့နယ်မှာရှိတဲ့ဝဲကြီးဆက်အချမ်းဖက်စစ်တပ်စစ်စေးရေးကိကိုဒေါ်လာရေးတတွေကရှစ်ထွက်မိုင်းတွေပါအသုံးပြုပြီးဖောက်ခွဲတက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတက်ခတ်မှုအတွေ့စကမ်းမှာရှိတဲ့စစ်တပ်ကတပ်ဖွဲ့ဝင်နှစ်ဦးကတော့အ သေးသေးသိကုန်ကြတဲ့အပြင်ဒဏ်ရာရတဲ့သူတွေထဲမှာစစ်တပ်သတင်းပေးလုံနေတဲ့အမျိုးသမီးတဦးပါပါသွားတယ်လို့ PDF 3631တရင်တာဝန်ခံရဲဘော်ရှက်တို့ကပြောထားပါတယ်။လက်ရှိဘကိုးတိုင်းဘက်မှာဒေါ်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေနဲ့စစ်တပ်ထိန်းချုပ်ထားတဲ့နေမြေတွေဆိုတာမျိုးနှစ်ဖက်ကွဲနေပြီးစစ်တပ်ကလည်းဒေါ်လိုင်းတက်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုပြန်လည်လိုချင်နေပြီမဲ့စစ်ကြောင်းတော်ထိုးတိုင်းသူတို့စစ်တပ်ဘက်ကပဲအထိနာပြီးပြန်ပြန်စုံနေရသလိုတစ်ဖက်ကဒေါ်လိုင်းတက်တွေကလည်း စစ်တပ်ထိန်းချုပ်ထားတဲ့နေရာတွေနဲ့ဂိတ်စခန်းတွေကိုအခုလိုပဲတံပြန်တက်ခိုက်မှုတွေရှိနေတယ်လို့ဒေတာတွင်းသတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျ။တဖက်မှာတော့ကရင်ပြည်နယ်မြဝတီမြို့နယ်ကအချက်ဖက်စစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာ KK ပတ်ကြပြန့်ငွေလိန်အလုတ်ယုံတွေကနေထွက်ပြေးသွားကြတဲ့နိုင်ငံသားတွေတက်ကတချို့ဟာတောင်ရင်မြစ်ကိုဖျက်ကူးတဲ့အချိန်မှာပဲရေနစ်ပြီးတိုက်ဆုံမှုတွေရှိထားတယ်လို့နိုင်ငံသားအလောင်းတို့လည်းတွေ့ရှိထားတယ်လို့ ဒေသခံတွေရဲ့ပြောဆိုချက်အရသိရပါတယ်။အဲဒီလိုတောင်ရင်မြစ်ကိုဖျက်ကူးဖို့ကြိုးစားတဲ့အချိန်ရင်းနှစ်သိမ်းဆုံးတယ်လို့ယူဆရတဲ့နိုင်ငံသားအလောင်း၃လောင်းကိုအော်တိုဘာလ၂၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲထပ်မံတွေ့ရှိခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။အော်တိုဘာလ၂၄ရက်နေ့ကအထိဆိုရင်သိမ်းဆုံးသွားတဲ့နိုင်ငံသား၅ဦးတွေ့ရှိခဲ့ရတယ်လို့အခုအော်တိုဘာလ၂၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲထပ်မံတွေ့ရှိထားတဲ့နိုင်ငံသားအလောင်း၃လောင်းနဲ့ပေါင်းရင်တောင်ရင်မြစ်အတွင်း ထွက်ပြေးဖို့ကြိုးစားရင်းတည်ဆုံသွားတဲ့နိုင်ငံဂျာတာဟာစုစုပေါင်း၈ဦးအထိရှိထားပြီဖြစ်တယ်လို့ဒေသခံတဦးကရှင်းပြထားပါတယ်။လက်တလောသိရှိထားချက်အရတည်ဆုံသူတွေဟာတရုတ် BNN နဲ့ဖိလစ်ပိုင်နိုင်ငံသားတွေဖြစ်ပြီးအဲ့ဒီသူတွေရဲ့အလောင်းတွေကိုစောက်စုဘက်ကအဖွဲ့ဝင်တွေနဲ့ဒေသခံစစ်တပ်နောက်ခံအဖွဲ့တွေကလာရောက်တည်ယူသွားကြတာတွေလည်းရှိတယ်လို့သိရပါတယ်။လက်ရှိမှာတော့မြောက်ရီမြို့နယ်ကအချက်ဖက်စစ်တပ်လက်အောက်ခံ BGF တပ်တွေထိန်းချုပ်ထားရာ KK ပတ်ကြပြတ်ငွေလင်းအလုပ်ယုံတွေကနေ ထိုင်းနိုင်ငံဘက်ကထွက်ပြေးဖို့ကြိုးစားနေတဲ့သူတွေလည်းအများပြားကြံ့နေသေးတယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျတဖက်မှာတော့တရင်သားကြီးတိုင်းကပလောမျိုးနဲ့တရင်သားကြီးမျိုးနဲ့မှာအချက်ပစစ်တဲ့ရဲ့လေချောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ပြည်သူပိုင်းနေအိမ်တွေပျက်စီးထားတဲ့အပြင်ပြည်သူတွေလည်းဘေးလွတ်ရာကိုတိမ်းရှောင်နေရတယ်လို့ရန်ယူဘိတ်တဝဲခိုင်ကထုတ်ပြန်ထားပါတယ်ဒါကတော့အော်တိုဘာလ26ရက်နေ့ကနေ29ရက်နေ့အတွင်း အဂျမ်ပစစ်တပ်ကပလောမျိုးနယ်နဲ့တင်းသားကြီးမျိုးနယ်မှာရှိတဲ့ရသပြည်သူတွေနေထိုင်ရာမဇော၄မိုင် မော်ဒုံကွန်အင်းတိန်ခွန်စတဲ့ဂျေးရွာတွေအတွင်းကိုလေကြောင်းတိုက်ခိုက်မှုတွေနဲ့လက်နက်ကြီးပစ်ခတ်မှုတွေပြုလုပ်ခဲ့တယ်ဆိုပါတယ်။လက်ရှိအဂျမ်ပစစ်တပ်ကသူတို့အာဏာဆက်လက်တည်မြဲနိုင်ရေးအတွက်တိုင်းငံလုံးလွှမ်းခြုံမှုမရှိတဲ့သူတို့စစ်တပ်ရဲ့အတုယောင်ရွေးကောက်ပွဲကိုသူတို့စစ်တပ်ထိန်းချုပ်ထားတဲ့မြို့ပေါ်လေတွေမှာသာကွက်ပြီးအတင်းအဓမ္မပြုလုပ်ဖို့လုပ်နေပြီမဲ့တဖက်မှာတော့သူတို့စစ်တပ်ကလက်လွတ်ဆုံးရှုံးထားတဲ့နေမြေတွေက အရသာပြည်သူတွေကိုပြစ်မှတ်ထားပြီးအခုလိုလေကြောင်းတိုက်ခိုက်မှုတွေလက်နက်ကြီးပစ်ခတ်မှုတွေလုပ်ပြီးတော့စစ်ရာဇဝတ်မှုတွေကိုပျောင်ပျောင်တင်းတင်းကျူးလွန်နေတယ်လို့လဲ GNU ဗိတ်တဝဲခရိုင်ကထုတ်ပြန်ထားပါတယ်ခင်ဗျတဖက်မှာတော့အချမ်းပစစ်တပ်ထိန်းချုပ်ထားတဲ့မန္တလေးမြို့ကပြည်ကြီးတကောမြို့နယ်မှာပြည်သူတွေရဲ့နေအိမ်တွေကိုကျူးကျော်လို့ပြောပြီးစစ်တပ်ကဖျက်ဆီးသွားပြန်တယ်လို့အိမ်ဖျက်ဆီးခံရတဲ့ပြည်သူတွေကရန်ကုန်ခေတ်တွေကိုပြောပါတယ်ဒါကတော့အောက်တိုဘာလ29ရက်နေ့ဖြစ်တဲ့မနေ့ကပဲ အကြပ်စစ်တပ်ထိန်းချုပ်ထားရမန္တလေးမြို့ကပြည်ကြီးတကုံမြို့နယ်ငွေကြီးတော်ကုန်းရက်ကွက်အတွင်းမှာရှိတဲ့ပြည်ပိုင်နေအိမ်တွေကိုကိုအိမ်ကိုအပီးဖြတ်ပေးဖို့အဲ့ဒီလိုမှမဖြတ်ပေးရင်ဘူဒူဇာနဲ့လာရောက်ဖျက်ဆီးမယ်ဆိုပြီးအကြပ်စစ်တပ်ကရက်ကွက်အတွင်းလိုက်အော်ပြီးတော့ချိန်ချောက်ပြီးတာနဲ့နေအိမ်တွေကိုလိုက်လံဖျက်ဆီးသွားတယ်ဆိုပါလေအဲ့ဒီရက်ကွက်အတွင်းကနေအိမ်တွေကိုစစ်တပ်ကဖျက်သိမ်းပေးဖို့ပြီးခဲ့တဲ့2024ခုနှစ်ဒီဇင်ဘာလ28ရက်နေ့ကတကြိမ်2025ခုနှစ်ဇန်နဝါရီလ10ရက်နေ့ကတကြိမ် အခုအော်တိုဘာလ၁ရက်နေ့ကတကြိမ်စပို့ချိန်ချောက်ပြီးတဲ့နောက်လက်ရှိအော်တိုဘာလ၂၉ရက်နေ့ဖြစ်တဲ့မနေ့ကပဲလာရောက်ဖျက်ဆီးသွားတာဖြစ်တယ်လို့အိမ်ဖျက်ဆီးခံရတဲ့ပြည်သူတွေကရှင်းပြထားပါတယ်။အဲ့ဒီလိုအချက်ဖက်စစ်တပ်ကကျူးကျော်လို့ပြောပြီးဖျက်ဆီးသွားတဲ့မန္တလေးမြို့ငွေကြီးဒေါ်ကုန်းရက်ကွက်ကနေအိမ်တွေဟာဘိုးဘွားဆင်ဆက်နေထိုင်လာကြတဲ့အိမ်တွေဖြစ်တယ်လို့ပြောထားပြီးဒါကိုအချက်ဖက်စစ်တပ်ကတူလောက်ကအုပ်ချုပ်ရေးမှုတွေပြူစော့တီဗီနဲ့ပေါင်းပြီးတော့မတရားသိမ်းယူသွားတာဖြစ်တယ်လို့အိမ်ဖျက်ဆီးခံရတဲ့သူတွေကပြောထားသလို အဲ့ဒီအိမ်တွေဖျက်ဆီးသိမ်းယူမှုအတွက်စစ်တလောက်ခန့်အုပ်ချုပ်ရေးမှုစံတူဆိုသူတို့ကငွေချက်3000ဝန်းကျင်ရထားပြီးအဲ့ဒီငွေတွေကိုပြူစောတီတွေနဲ့ပါခွဲဝေယူနေကြတယ်လို့ဒေသခံတွေကပြောထားပါသေးတယ်။အဲ့ဒီတော့ပဲအော်တိုဘောလာ17ရက်နေ့ကလည်းမန္တလေးမြို့ချမ်းအေးတာဆန်မြို့နယ်86လမ်းကရွှေတချောင်းဘေးမှာရှိတဲ့နေအိမ်တိုက်တာတွေကိုလည်းအကြမ်းဖက်စစ်တပ်နဲ့စီပင်ကဖျက်ဆီးခဲ့သေးပြီးအော်တိုဘောလာ16ရက်နေ့မှာလည်းအောင်မြေတာဆန်မြို့နယ်86လမ်း ကိုလန်ဆယ်လန်ဂျာမြောင်းအရှိကက်လျက်မှာရှိတဲ့နေအိမ်တွေကိုလည်းအချမ်းဖက်စစ်တပ်နဲ့စီပင်ကကျူးကျော်လို့ပြောပြီးဖျက်ဆီးခဲ့သေးတယ်လို့သိရပါတယ်ခင်ဗျာဟုတ်ကဲ့ဒါကတော့ရုံးကစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နားငယ်ပါ